ဒီနေ့တော့ခပ်လောက်ရာကပီပီနေအလီကိုစစ်ကောင်စီတပ်ကတောက်ချင်းမြှုပ်ဖြက်စီနေတဲ့တရင်စစ်ကူဘဲကိုစစ်အုပ်စုထိုးစစ်ဆင်ဖို့ပြင်ဆင်နေပြီးတော့ယသနာတိတ်ကတတာမိုက်ခွဲဖြက်စီခံရတဲ့တရင်စစ်ကောင်စီတပ်နဲ့အပြည့်ရက်ပြီးတော့မိုးကုတ်နဲ့မိုးမိတ်မြို့နယ်ကနေဆောက်ခွာပေးမယ်လို့ TNLA ဆိုတဲ့တရင်စားတဲ့တဲ့င်းတွေပါဝင် Federal Fair ဒီနေ့အော်တိုဘာလ30ရက်အတွင်းနေ့စဉ်တဲ့င်းတွေကိုကြားကြရမှာပါနောက်ပိုင်းမှာတော့နိုင်ငံတကာတဲ့င်းတွေကိုကြားကြရမှာပါ ်ဂရနီပီတီမော့ဆိုမျိုးအတွင်းမှာရှိတဲ့ခေါပလောက်ရွာကိုစီကောင်ရှိတက်ကအော်တိုဘာလ15ရက်နေ့မှာစတင်ဝင်ရောက်ခဲ့ပြီးတော့ဒီနေ့အထိပီတူရဲနေအေရီကိုတောင်းချိန်မီရှုခဲ့တယ်လို့ရှစ်တန်းစီမီပြည်တည်အရင်မိတူကဖက်ဒရယ်ဖန်ကိုပြောပါတယ် စုကုံရှိတက်တွေကအစုပါကြေးရွာကနေအေရီကိုအော်တိုဘလာ16ရက်နေ့ကစပြီးတော့မနေ့အော်တိုဘလာ29ရက်နေ့အထိတောင်းကျိတ်တတိုင်းမီရှုခဲ့တာဖြစ်ပြီးတော့နေအိတ်တလုံးထက်မနေပြည့်စည်သွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့အော်တိုဘလာ16ရက်နေ့တော့ကဒီမော့ဆုံမြို့နယ်ဒေါဟန်ခါကျေးရွာမှာရှိတဲ့သီလရှင်ကြောက်ကြောက်ကိုလည်းစုကုံရှိတက်ကထပ်မံမီရှုဖြစ်စည်ခဲ့တယ်လို့လည်းဆိုပါတယ်။စုကုံရှိတက်ကဒီမော့ဆုံမြို့ထက်ကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးဝင်ရလာခဲ့ပြီးတဲ့နောက်မှာ ခေါဘလောက်ဂျေယောကဒေတာခိုင်ပီတူတွေဟာအော်ဂိုလာ16ရက်နေ့မှာဘေလူးယာကိုထက်ပြီးတိရှောက်ခဲ့ကြတယ်လို့သိရပါတယ်။တော်လန်ဟီတက်တွေထိချောက်ထားတဲ့စစ်ကူးမြို့နယ်ဘက်ကိုစစ်ကော်မရှင်တကထွန်းစစ်ဆင်ဖို့ပြင်ဆင်နေပြီးယသနာတေကတတာမိုက်ခွဲဖြစ်စီခံလိုက်ရတယ်လို့သိရပါဗယ်ဒီနေ့မနေ့မှာပဲယသနာတေကတတာမိုက်ခွဲဖြစ်စီခံရလိုက်တယ်လို့သိရပါဗယ်ဒီနေ့မနေ့ဆော့ပိုင်း6နိုင်လောက်မှာတတားရင်လေအတိုင်းနီးနဲ့တတားချစ်ကန်လမ်းဘက်မှာစုစုပေါင်း9နိုင်မိုက်ခွဲခဲ့တယ်လို့သိရပါဗယ် အစုပတ်တရာဟာစကားနဲ့မတလီတိုက်ကိုဆက်တွေ့ထားတဲ့တရားဖြစ်ပြီးတော့စစ်ကူမျိုးနယ်ကကြောင်မြောင်အကြကအီယဝတီမီကိုဖျက်ကူးထားတဲ့တရားလည်းဖြစ်ပါတယ်။တရားမိုက်ခွဲခံရတဲ့ကိစ္စမန်ကန်ကျောင်းကိုတော်လိုင်းရဲ့တိုင်ဝိုက်ကဖက်ဒရယ်ဆိုင်ကိုပြောပါတယ်။မတလီ PDF နဲ့စီရင်မဟာမိတ်အရာပူပေါင်းတိုက်ခိုက်နေတဲ့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တို့ကလည်းတရားမိုက်ခွဲခံရတဲ့ကိစ္စအတည်ပြုပြီးတော့လက်ရှိမှာတိုက်ပွဲပြင်းထန်နေတဲ့နေရာရှိတယ်လို့ပြောပေးမယ်။နေရာနဲ့ဖြစ်စဉ်တိကျကိုတော့ပြောပြခြင်းမရှိပါဘူး။ စီအောင်စုဟာစစ်ကူမျိုးနယ်ထက်ကိုမနစ်ကပဲလေကြောင်းတိုက်ခိုက်မှုခုနှစ်ကြိမ်ပြုလုပ်ခဲ့ပါသေးတယ်။တန်အမျိုးသားလူမျိုးရေးတပ်မတော် TNL ကနေစစ်ကောင်စီတပ်နဲ့ PKK အော်တိုဘလန်29ရက်နေ့ကစပြီးတော့အပြစ်ခတ်ရက်စဲမှာဖြစ်ပြီးတော့မိုးကုံနဲ့မုံမိန်မျိုးနယ်ကနေလည်းတပ်ဆုပ်ခွာပေးမယ်လို့ TNL ကမနစ်ကအတိအပြထုတ်ပြန်ထားပါတယ်။ အော်တိုဘာလ29ရက်နေ့28ရက်နေ့ကတရုတ်နိုင်ငံကူမင်းမြို့မှာတရုတ်နိုင်ငံဒုကိုယ်စားလှယ်မစ္စတာတိုက်ရှိကျွန်းရဲ့ဂျာဝေညှိနှိုင်းမှုကြောင့်ပလာပီနယ်လူမျိုးရေးတပ်ဦး PSLF TNLA ရဲ့ဒုတိယဗိုလ်ချုပ်ကြီးတာကျောက်ကြဦးဆောင်ရဲကိုယ်စားလှယ်ဖွဲ့နဲ့စစ်ကောင်စီတိုင်းရဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်ရဲ NSPNC ကိုယ်စားလှယ်ဖွဲ့တို့ကကိုကျင်းမြောက်တွေးဆောင်ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ အဆိုပါဆွေးနွေးပွဲမှာတရုတ်နိုင်ငံထူးကိုဆက်လက်ရဲ့ဒါဝင်ညှိနှိုင်းမှုကြောင့်အပြစ်ခံရဆဲတာကိုသဘောတူလိုက်ရတာဖြစ်ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမွန်ကုံမြို့နဲ့မွန်မွိုင်းမြို့တို့ကနေ TNN တွေကပြန်လည်ဆုတ်ခွာပေးမယ်လို့ဆိုထားပါတယ်။အပြစ်ခံရဆဲပြီးတဲ့နောက်မှာစီကုံရှိတက်ကနေတန်အမျိုးသားလူမျိုးရေးတပ်မတော် TNN တွေထိချောက်ထားတဲ့နေမြေတွေကိုလီရင်နဲ့ဗုတ်ကျဲတက်ခိုက်တာတွေထိုးစစ်ဆင်ပြီးတက်ခိုက်ရတွေဆက်လက်ပြုလုပ်တာမှမဟုတ်ဘူးလို့ TNN တွေကအတိအပြီးထုတ်ပြန်ထားပါတယ်။ ရှန်ဂရီနီနေဆန်ဖေကွန်မြူနယ်အခြေဆိုင်ကရင်မျိုးသားတပ်မတော် KNAN နေနဲ့စစ်ကောင်မရှင်ဦးစင်းကြီးပါမဲရွေးကောက်ပွဲကိုနီလန်မျိုးစုံနဲ့ဆက်ကျင်သွားမယ်လို့အဖွဲ့တော်ဝရှိသူတွေကပြောပါတယ်။ဖေကွန်မြူနယ်အတွင်းမှာရှိတဲ့ကရင်ဒေတာဟာကြီးလက်ဒေတာဖြစ်တာနဲ့အညီတော်လိုင်းရင်တပ်ဖွဲ့တွေရဲ့စုံမုန်းနေမြင်ဖြစ်တာကြောင့်ဒေတာအတွင်းလူထုရဲ့စစ်သားတဘောအတိုင်းရွေးကောက်ပွဲမှာပူပေါင်းပါဝင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ကရင်အမျိုးသားပါတီ KNP အနေနဲ့လည်းပါဝင်ရှင်းပြန်မှာမဟုတ်တလို့ကရင်လူမျိုးအချို့ရှင်းပြန်ခဲ့ရင်လည်း အဲ့ဒါဟာကရန်လူမျိုးနဲ့ကရန်ဒေတာကိုကိုစားမပြုဘူးလို့ဆိုပါတယ်စီကော်မရှင်ကျင်းပနိုင်တဲ့ဒေတာတွေဟာဖေခုံနဲ့မွန်ပြဲမျိုးပေါ်ဒေတာတွေဖြစ်ပြီးတော့အဲ့ဒီဒေတာတွေဟာလည်းအလုံးစုံတည်ငြိမ်မှုမရှိသေးတာကြောင့်ရနှုတ်ပြည့်အောင်မြင်ဖို့ခက်ခဲနေတယ်လို့ KNA တော်ရှိသူတွေကဆိုထားပါတယ်။ကရန်ဒေတာတွေမှာ KNP ပါတီတခုသာရှိပြီးတော့အဲ့ဒီပါတီဟာလည်းဆရာနာတိုက်ပြီးတဲ့နောက်ပိုင်းမှာမတ်ပတ်တင်ထားမှုမရှိတာကြောင့်2023ခုနှစ် မတ်လ23ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံ UEC ကဖျက်သိမ်းထားခဲ့ပြီးဖြစ်ပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။2021ခုနှစ်အနာတိတ်ပြီးတဲ့နောက်နိုင်ငံတကာရဲ့ဝေဖန်မှုတွေနဲ့ပြည်တွင်းမငင်မတက်မှုတွေဆက်လက်ဖြစ်ပေါ်နေတဲ့ကြာကရွေးကောက်ပွဲဒုတိယဆင့်ကို2026ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပထမကြော့ပြီးနှစ်ပတ်ကြာဇန်နဝါရီလ17ရက်နေ့မှာကျင်းပမယ်လို့စစ်အစိုးရကကြေညာထားတယ်လို့ Nation Thailand သတင်းဌာနကဖော်ပြပါတယ်။ ရွေးကောက်ပွဲဟာအပေါ်ယံတာဖြစ်တယ်လို့နိုင်ငံတကာဝေဖန်မှုတွေကြားကပဲရောက်တိုင်းဒေတာကြီးအပောင်းဝင်တနင်္ဂနွေလုံးမက်ဆက်တာနဲ့တရားမှာတော့ရွေးကောက်ပွဲပြုလုပ်သားမှာဖြစ်ပါတယ်။စီအနာတိတ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်ကရွေးကောက်ပွဲဆက်လက်ချင်းပမယ်လို့အတည်ပြုပြောကြားခဲ့ပေမယ့်တနင်္ဂနွေလုံးအတိုင်းတာနဲ့မဲပေးဖို့မဖြစ်နိုင်တဲ့ကြောင့်လည်းဝခံခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီမိုကရက်တစ်ပါတီအများပြားကိုရွေးကောက်ပွဲပါဝင်ခွင့်ကိုပိတ်ပင်ခဲ့တယ်လို့စစ်တပ်ကလွန်ခဲ့တဲ့နှစ်ကခန့်အပ်ထားတဲ့ရွေးကောက်ပွဲကော်မရှင်က မဘူတင်ချဖို့ပြက်ကွဲတယ်ဆိုပြီးတော့ဒေါ်စာစုကြည်ရဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့အခြားနိုင်ငံရေးပါတီ39ပါတီကိုဖျက်သိမ်းခဲ့တယ်လို့ဖော်ပြထားပါတယ်။အစီအရဖွဲ့ဝင်နိုင်ငံတွေကမြန်မာနိုင်ငံမှာကျင်းပမဲ့အထွေထွေရေးကောက်ပွဲကိုပိတ်ပင်တားဆီးဖို့မစွာဆောင်နိုင်ဘူးလို့ထုတ်ဖော်ပြောဆိုခဲ့ပြီးတော့နိုင်ငံခြားရေးဝန်ကြီးတွေကရွေးကောက်ပွဲကိုပွင့်လင်းမြင်သာစွာနဲ့ပါတီအလုံးပါဝင်ဖို့တောင်းဆိုထားပါတယ်။ဒီသတင်းကိုရိုက်တာသတင်းဌာနကိုကိုကဖော်ပြခဲ့တာပါ။ တော်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့အရှာပစိဖိတ်ကုတ်တွယ်ရင်းဆွေးနွေးပွဲရဲ့ဆက်ဆက်ဆွေးနွေးပွဲမှာ BTS K-pop အဆိုတော်ဖွဲ့ကောက်ဆောင် RM ကပထမဆုံးမိခုံပြောခွင့်ရတဲ့ K-pop အဆိုတော်ဖြစ်ပြီးတော့မိခုံမှာသူဟာနိုင်ငံရေးတမမဟုတ်ပဲအမှုပညာတမဖြစ်တဲ့အတွက်အမှုပညာအမြင့်နဲ့ပြောဆိုမှဖြစ်ပြီးတော့နယ်နမိတ်မရှိတဲ့စော်လွေကွဲပြားမှုတွေဟာတီထွေဖတ်တင်းနိုင်မှုတွေရဲ့ကမ္ဘာလယ်မှာအောင်မြင်မှုရဲ့နောက်ွယ်အရင်းမြစ်ဖြစ်တယ်လို့ပြောပါတယ်။ BTS အဖွဲ့ဟာအဖွဲ့ဝင်ခုနှစ်ဦးစလုံးစီမူထားဆောင်ပြီးသွားပြီးကမ္ဘာတံဝန်လက်လက်ဖော်ဖြေဖို့ပြင်ဆင်နေပြီးတော့မိခုံပြောတဲ့အချိန်မှာ RM ကသူ့ကိုယ်သူကိုရီးယားနုပညာရှင်လို့မိတ်ဆက်တဲ့ခါမှာတော့တော်ကိုရီးယားကလားမြောက်ကိုရီးယားကလားလို့အမေခံခဲ့ရတဲ့အကြောင်းကျန်တဲ့ BTS အဖွဲ့ဝင်တွေအနေနဲ့ BTS အဖွဲ့ရဲ့ပရိတ်သတ်တွေဖြစ်တဲ့အာမင်တွေကိုကြည်စုတင်ကြားတွေကိုလည်းပြောခဲ့ပြီးတော့အစောတက်မှာ K-pop ရဲ့အောင်မြင်မှုက တခပါလောက်ကကွယ်ပြားတဲ့ရည်ကြည်မှုတွေနဲ့တီထွေဖန်တီးမှုတွေကြောင့်ဖြစ်တဲ့အတွက်နေနမိတ်အကတ်တတ်မရှိဘူးလို့ပြောရင်အဆောက်တက်ခဲ့ပါတယ်။အက်ဒီကောက်တန်ရေးစင်တွေပွဲမှာအမေရိကတမန်တာဒေါ်နယ်ထရဲ့တာကိုရီးယားတမန်တာလီဂျင်မြောက်ကိုလည်းမိခုံပြောခဲ့တယ်လို့သိရပါတယ်။ဒီတဲ့င်းကိုရာဇာတဲ့ဌာနကိုကိုကဖော်ပြထားတာပါဒီနေ့အော်တိုဘလာတော့ဆင်ရဲ့ဖက်ဒရယ်ဖန်နီစီပဒိနဲ့နိုင်ငံတကာတဲ့င်းတွေကိုကြားခဲ့ရတာပါကျွန်တော်တော်လာပွဲပါခင်ဗျာ